ဆဲမှုထမ်းပြီးတဲ့နောက်ပထမဆုံးအကြိမ်တိုက်ရိုက်ထုတ်လွှင့်မဲ့အေဆိုဖွဲ့ဝင်ခိုင်အေဆိုဖွဲ့ဝင်ခိုင်က ဖေဖော်ဝါရီလ10ရက်နေ့ကနေပြီးတော့စစ်မှုထမ်းတာဝန်ရနေအပိသက်လွတ်မြောက်ခဲ့ရပဲဖြစ်ပါတယ်။ခိုင်က2023ခုနှစ်မေလ17ရက်နေ့ကတမရော်လေးချင်းရေးစံနာကိုဝင်ရောက်ခဲ့ပြီးတော့အခြေခံစစ်တင်တန်းမှာလူမှုရေးဝန်ထမ်းအဖြစ်အစားထိုးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။အခုဆိုရင်စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့တဲ့ခိုင်ကဖေဖော်ဝါရီ17ရက်နေ့မှာပရိသတ်တွေနဲ့ပြန်ဆုံဖို့အတွက်အေဇိုရဲ့ YouTube အပြင် TikTok နဲ့ Weverse Channel တို့မှာ Kind Happily Ever After ကောင်းစဉ်နဲ့အထူးတိုက်ရိုက်ထုတ်လွှင့်မှုကိုကျင်းပမယ် လို့သိရပါတယ်။ဒီတွေးဆုံပွဲကိုကမ္ဘာတဝန်းကပြည်သက်တီကစောင့်မျှော်ကြည့်ရှုဖို့ရင်ခုန်စွာနဲ့မျှော်လင့်လုပ်နေပါတယ်။မတွေ့ရတာကြာပြီဖြစ်တဲ့အတွက်အခုလိုပြည်သက်တီနဲ့ရင်းရင်းနှီးနှီးပြန်ပြီးတော့ဆက်သွယ်ဖို့ခိုင်ကတိုက်ရိုက်ထုတ်လွှင့်မှုမှာဖြိုပြင်းမှုအစ်စ်တီနဲ့အတူစကားပြောရင်းနဲ့ပြည်သက်အစ်စ်တီနဲ့ DIY လက်ဆောင်တွေအပါအဝင်ခိုင်ရဲ့ဆွဲဆောင်မှုအမျိုးမျိုးဖော်ပြဖို့အတွက်ရင်ခုန်ဆဲလို့ရှာလို့နေပါပြီ။နောက်ထပ်လည်းပြည်သက်တီအော်သွားစီမဲ့2024 Trendy Dance Talent ပါဝင်မယ်လို့ဖော်ပြထားတာလည်းဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။